ဇာနယ်တော်မမလေးရဲ့မာလာယီဆိုတဲ့စာအုပ်ကိုပိုင်းရှင်နေနဲ့ဖတ်ပြပေးမှာဖြစ်ပါလေရှင်။တစီသေးပထမအမှုပညာများသူတစီသေးပထမဥစ္စာပါဝင်သည့်ချစ်တဝေဇကားတွင်အကယ်ဒမီစုခုရရှိသည်။ဆက်လက်၍ရေနာပုံစကားရက်ကူနေပြီးဟူကြသည်ယာယီ။တားဆက်စင်မြင့်တွင်ကပြစင်က ရန်ကုန်ပြည်တံတခါတရံမြို့တော်ရန်ကုန်သို့တက်ရောက်လဲပတ်ကြသောနေပြည်တံအချို့ဝများသာတစီသေး၏ပြဇက်ကားပြမှု အောင်မြင်ချက်အမှုပညာကိုတွင်မြင်ကန်စားကြရသည်ရုပ်ရှင်ဇာတ်ကားရဲ့ကုသရေးခနိုင်မှုကမြန်မာပြည်အဝန်အနှံအစပ်ပြည်သက်ရင်နှစ်ချိုက်ကြီးကျူမှုခံယူရလေပြီကျွန်တော်တို့မှာမခွဲနိုင်မခွာရဲ့တော့ပြဇာတ်ဆင်မြင်ဝင်ဘတ်တွေလည်းကြင်ရင်ခဲကြရင်ကအောင်မြင်ခြင်းတရဖူဆောင်နေတော့နှမကလေးအားလွမ်းတနေကြရ၏ဂီတလူလင်မောင်ကိုကိုတရိုက်တာဖြစ်စီစဉ်သောဂီတလုံးမေးပြဇာတ်ဆင်တင်နိုင်ရန်တခြင်းတခြင်းတိုက်ကြသောအခါ က်ကွက်ဝင်သင်းတပုတ်ကိုရင်ထုတ်ခွင့်ရလိုက်ဂီတလုံးမဲဖြင့်ပါဝင်သောမြင်မြင်သေးအတွက်မိခင်ဖြစ်သူမင်းမီကြီးဒေါခင်ညွန်းကစိုးရိမ်ပူပန်စွာအသီးဆုံးမြည်တမ်းရသောတောင်ဝေကတေးဖြစ်ပါ၏ကျွန်တော်ဤစိတ်အာရုံထဲဝဲအမှုပညာကွန်ထူ၍တလူလူလွဲ့နေသောမက်ရွှေကြီးအားစိုးရိမ်စေပင်ပြသည့်စေတနာလွန်ကဲလျင်သူ့ဟာမန်ဆာရေးသားမိသည်ကိုယောသားစွာဝန်ခံရပါမည်မတီဖောက်ပြန်လောကဒဏ်နေမည်ထောက်လားမာနာမြင်လုံးကရှောကြနောက်ဆုံးရှိတတ်ပင် ိုတွေ့တရားရှိခါများကလည်းတံပြန်ရုပ်ရင်အဆိုကောင်းအကကောင်းတောင်းထောင်းတောင်းပူချင်းမင်းပြိတ္တစိတ်တက်တွေပီတိဖောအောင်ပြုံအောင်တန်ခဲစီအေနာစိန်ရွှေလိုရာချက်ချင်းချင်းရင်မာပုံနေသမှုတလွားတမှုချာတူမလားငာနေလီတဘာဝလောမာနာတကောမွန်ဆွန်ရောက်မိပြီလူနယ်ရုပ်ဆင်းပြုံမြင့်ချင်းအိုမင်းနောက်ဆုံးရှိတဲ့တရားချင်းจิตตุขินตุจินตุวิทุกขะบีเนอเมตะสีมวยติ ။ဟိုရခင်ကလိုချင်ကြသူတွေ။အော်မေရွယ်ကရှောင်းသိ။အစ်စ်လွင်နောက်သားရောက်ရှာကြဓမ္မတာပြီ။နှုတ်ပညာရှင်တွေ။နှုတ်ပညာရှင်တွေ။မတီဖောက်ပြန်လောကဒဏ်နေမြေထောင်လာမာနာမြင့်လုံးကရှော့ကြနောက်ဆုံးရှိတတ်ပြီ။အော်တတိကိုစီ။အစိုးရမင်းသမီးကြီးဒေါခင်ညွန့်ရေးတမ်းမှာလိုက်လဲတော်ရင်စာပြင်ရေဒီယိုမှထွက်ပေါ်လာနေပါသည်။ ကြာစက်တဲ့စတင်ကားပြတဲ့နောက်တနေ့နဲ့ရှင်နိုင်ရင်တွင်မြမအတမကျွန်တော်တို့ဘွဲအတန်လွှင့်ကြမြဲဖြစ်ရာဂီတလုံးမေပြာဆက်မတခြင်းများကိုလည်းအတန်လွှင့်ကြတော့ကြအထက်ပါတခြင်းကိုအမှုပညာရှင်များတို့ဟူသောမြင်ဖြင့်အတန်လွှင့်လိုက်ပါ၏ပြာဆက်တဲ့တတော်စတင်ကားပြတဲ့ရက်ပိုင်းတွင်ကျွန်တော်တို့မှမနာမနေလှူရှားပင်ပန်းကြရပါသည်တောက်ကြနေတွင်တနေ့လုံးဆက်ချောတိုင်းစက်တင်များဆေးဆက်စွာပြင်ဆင်၍ည9နာရီခွဲတွင် ကပြားကည10နာရီခွဲတွင်ပြီးစီပြီ အခြားဆက်ဆောင်များပြန်ကြတော့လဲစီစဉ်သူများအနေနဲ့မပြန်ကြသေးပဲစတင်ကပြကြသည်ပြဆက်ရေးလိုအပ်ချက်များအမှားရင်းများကိုပြန်လဲတုံတက်၍ဆက်နှစ်နိုင်တစ်ချက်လောက်မှအိမ်ပြန်ရောက်ရသည်နောက်တနည်းမနဲ့6နိုင်မထိုးခင် ပြဆက်ရုံမှလူโจတိကာကအိမ်ရှိရောက်နေပြီအတန်လွင့်ရန်အတွက်အသီးစုံမြေပြဆက်ပညာရှင်များတီဝိုင်းဆရာများကိုလိုက်လံကြိုးဆို၍အတန်လွင့်ရုံတို့အပြေးလွှားသွားကြရ၏ ဂီတလုံးမင်းတခြင်းများအောင်မြင်ချောမောစွာအတန်လှင်ပြီးအင်ရောက်၏အညောင်းညာဆန်အမောဖြစ်နေစဉ်တယ်လီဖုန်းလိုင်းအကိုတင့်အောင်လားဟဲရွှေကြီးအမှုပညာရှင်များတို့ဆိုတဲ့တခြင်းကိုကြားလိုက်ရပါတယ်ဘာလို့ဆိုလိုတာလဲလို့နားလည်လိုက်ပြီးကျေးဇူးတင်စကားနဲ့ပြောချင်တဲ့အတွက်ဆက်ရတာပါအခုတင့်အောင်ဆိုရင်တော့ကျမတက်တက်မှာမဖြစ်စေရပါဘူးစိတ်ချပါကျွန်တော်သူ့ကိုရည်မှန်းစိတ်နဲ့ရည်မိကြမြည်သူများမသိပါသူ့ကိုလည်းသူတင်ရွေးမပြောမိပါသို့တော့ ပါနဲ့လိမ်မာလာသည့်မရွှေကြီးဟာကျွန်တော်၏စေနာတသမ်းမှုရည်ရွယ်မှန်းထားမှုတော့ကိုအတိအကျဖော်ထုတ်နိုင်ခဲ့ပါပြီကျွန်တော်လည်းခက်ရှင်ရှင်ပင်ဝန်ခံလိုက်ရပါ၏ဤကွာငါညီမရဲ့လက်ရှိချင်းတွေကမာနာတကွန်ထူးမယ်ဆိုထူးနိုင်လောက်တဲ့အတွက်ဆိုရင်တကြီးရွယ်ပြီးရေးလိုက်တာပါထောက်စဉ်သတိရှိနေမယ်ဆိုတာသိရလို့မှန်းတာပါတယ်ကျွန်တော်တို့မှာတနေစီချနေတော့နှုတ်ပညာရှင်များဖြစ်ကြပါ යි တရားသဘောတရားနာလဲက တယောက်တဘောတယောက်နားလဲကအမှုပညာဖော်ကျူးချက်မျိုးမျိုးတို့ကိုပူပေါင်းတွဲဟန်တွဲဆက်အဟမ်းမိစွာနိုင်ခဲ့ခြင်းကိုအပြန်အလှန်သဘောပေါက်ကြတော့ကြောင့်တန်ရောစင်ကြည်ကြရပါသည်အမေဘွားနှင့်တွေ့ဆုံခြင်းရွှေကြည်နှင့်ကျွန်တော်တို့အစတင်တွေ့ကြရသည်မှာငယ်ရွယ်တက်ကြွတော့ရဲ့များဖြစ်ကြပါသည်ပြဆက်နယ်ပယ်မှာကွဲကွာသွားပြီးနောက်ပိုင်းနှစ်လများစွာတော့နိုင်ကိုဘွားနှင့်ကိုကြုံရဆုံရအမှုပညာအတိုင်းဝိုင်းနှင့်ဆက်လက်လှည့်ပတ်နေကြရသည် အမြဲတက်စီတွင်ရသည့်အခြေမျိုးမဟုတ်စေကမူရန်ဖန်ရန်ခါဆုံးမိတတ်ကြသည်မြို့မကြောင့်သာဟောင်းများတင်ကမျက်မောရနာပြဆက်ကိုတင်ဆက်ကပြရာတွင်၎င်းကျွန်တော်နှင့်မောင်ကိုကိုတို့၏ကိုကိုရုပ်ရှင်ကုမ္ပဏီအတွက်ညီမျက်နွယ်ရုပ်ရှင်ဇာတ်ကားညှက်ကူရာတွင်၎င်း1958 58ခုနှစ်လောက်ကပြန်လည်ကြုံတွေ့လိုက်ကြပါ၏ထို့နောက်မကြုံဆုံတော့ပဲကိုလုပ်ငန်းနှင့်ကိုဝဲလဲလှပတ်နေကြရင်ဖြင့်တစားတစားနှင့်များရှိကြလာခဲ့သည် 1986ခုနှစ်လောက်ကသူနှင့်ပြန်လည်၍တွေ့ဆုံရန်အကြောင်းဖန်လာပြန်သည်ရခိုင်လီပင်ရန်ပုံငွေအတွက်အင်ဝိုင်းခမ်းမတွင်ကပွဲတစ်ခု ပြုလုပ်မည်ဖြစ်ရာကျွန်တော်ကဝင်းဦးခင်တန်းနူဖိုးပါခြင်းမြင့်မြင့်ခင်တို့နှင့်ငယ်ကျွမ်းဆွေပြဆက်ကိုကပြမည်ဖြစ်ပြီးအားလက်ချင်းတိုင်မြေပထမပိုင်းအတွက်ဂီတစာဆိုမောင်ကြီးမုံရေးသားသည်လာမင်းတာချင်းနေွယ်ချင်းပြဆက်နေအခြားပြေတာကလာများပါရှင်ရန်စီစဉ်ကြရာ ်ပင်တာယဇလံအခြေခံသောလမင်းတာချင်းနီွယ်ချင်းပြဇာတ်အတွက်ဇက်ဆောင်များရွေးချယ်သည်တွင်ဝိဒေဟိမိဖုရားကြီးအဖြစ်ជីជីသေးကိုရအောင်သွားပြောကြဟူဂီတကောင်စီဝင်းတို့အားပြောလိုက်ရသည်ပင်တာရာဖြင့်ဦးစေရအစာတသက်မင်းသားအဖြစ်တက္ကသိုလ်မျိုးချစ်တို့အားရွေးချယ်ထားသည်ဝိဒေဟိမိဖုရားကြီးနီယာမှာပါဝင်ရမည်ဆိုသောကြောင့်မရွှေကြည်တရားလက်ခံမှလက်ခံမှမလားဟိုစိတ်ပူစိတ်မောနေမိသည် ရခဲ့ပြီအကိုလေးစက်တိုင်းမဲ့ချင်းဖုံးဆက်လိုက်ပါလို့ပြောတယ်။ဟုတ်ဂီတကောင်စင်းမှုဆောင်များပြန်လာပြောကြကြတော့မှတက်ပြင်းချကဝန်တာရတော့သည်။လမင်းတာချင်းနေခွဲချင်းတင်းကျယ်ုပ်ပေါ်ဇလန်းကကောင်းတော့မြီမှာတည်ချလေးပြီ။မရွှေကြီးကတယုတ်ပီတာဆောင်ရွက်တဲ့သူဖြစ်မင်းသမီးဖြစ်တော့ကြောင့်အမြဲတစေလှပကြွရနေရမည်ဟုဆွဲလမ်းမထား။ပါဝင်ရမည်စီအနှင့်အကင်ကြီးအားဝတ်စားစဉ်အတွင်တံတန်းပါပြောင်းလဲလှူရှာတတ်သည်ကိုကျွန်တော်သိထားပါသည် ဇတ်တိုင်ရန်လာစဉ်ကလှလာပပဝယ်စား၍ချက်မှတ်သွားသည်အထားသောပြုံမှုများအံဝင်ခွင့်ချဖြင့်ရမှတ်သားသွားသည်ပြဇက်ကပြမည်နှင့်ယုံတွင်သောဝင်လာသောအခါတကယ်အမည်ဘဝဝီတီဟီမီဖျားကြီးရဲ့တွင်မရွှေမလန်ညှိုးနယ်နွမ်းနယ်ညှိုးရော်နေသူဖြစ်ဖန်တီးလာခဲ့သည်တက္ကသိုလ်မျိုးချင်းနှင့်ရွှေကြီးမှာမင်းသားမင်းသမီးဖြစ်ရှေ့သွားနောက်လိုက်ညီညီတွဲဖက်ကပြခဲ့ကြသောမင်းသားနှင့်မင်းသမီးဖြစ်ခဲ့ကြပါသည် ယခုတာမီဝါနှင့်ကပြကြရပြန်လေးပြီတရံလုံးတရုတ်တူရမည်ဟူသောတကားစုမှာသဖြင့်ပိုင်းဆိုင်ရာပညာရှင်များအတွက်အရေးကြီးဆုံးမှတ်သားလိုက်နိုင်ရမည်ချက်ပြေရာအမေဘွားတို့ရောက်လျင်အမေနှင့်တူအားတရုတ်ဆောင်မှာအောင်မြင်ချုံးမွေးနိုင်မည်အမေဟုဆိုတော့လေမင်းသမီးလေးလိုချောမောနူနေဆိုပြင်နေ၍မဖြစ်ရွှေကြီးကဝင်းဝင်းခေတ်ကနေနိုင်စားလင်ကြီးရင်လာပါချေပြီ ကုံဆုံးပြောက်ွယ်ခဲ့ပြီဖြစ်သောအတေကာလာအလားပါနူရင်များကို ခုံမင်တွေ့တာမမောစာဖြင့်မနေသည်မိမိရွယ်နေလိုက်ဖက်သောတရုပ်ဆောင်မှုပြုခြင်းအပြင်မိမိနုပညာဆောင်အားကိုအသေးအသေးပြစ်ပေါ်တိုးတက်စေရမည်ဟုနားလည်သဘောပေါက်သူဖြစ်ပါပေသည်ညချူတန်ပြဇက်စင်ပေါ်တွင်ဝီဒီဟီမိဖျားခြင်းဖြင့်ကပြခဲ့ရမှာသူ၏တဲနှလုံးတွင်ပြဇက်ရတာပြန်တွေ့လာကလှုပ်ချင်းကိုင်းချင်းစိတ်ပေါ်လာဟန်တွေ့ အကိုတင့်အောင်ကျမတို့ပြဇက်ကကြရအောင်ယုံမရှိဘူးဟာခုခေတ်စက်တင်မီမပြင်ဆင်နေရတို့ဝဝင်းခေတ်ကလည်းမတူတော့ဘူးတကယ်ကိုကြည်ကြဲဝဝင်းဆက်ခုံရှိမှကလို့ဖြစ်မှာဒီလိုဆိုရင်လည်းကျုပ်တို့နဲထွက်ကြမယ်ဗျာပြပြပါပါပြောင်းလဲလေးလဲရတာပေါ့သူခင်မောဦးအောင်တင်းကဝင်ရကြံပေးပါသည်ကျွန်တော်တို့နဲထွက်ရေးပြဇက်ကပြကြပြန်ပါသည် ရောက်ရှိရာနယ်ပယ်တိုင်းမှာရွှေကြီးအားနှစ်သက်ကြီးကျူးကြပါ යි ။အရင်တိုင်းပဲငငယ်တုန်းကလိုပြောနိုင်ဆိုနိုင်ငိုနိုင်တော့ စသောအတန်များနာရှံအောင်ကြားခဲ့ရပါသည်ချစ်ခင်ကြိုက်ခင်စသောနူနူလာလာပဓာတများတဲ့မိဘမေတ္တာဘဝတင်ငန်းစာအခန်းကဏ္ဍများနီအငိမ့်တခန်းကိုကားပြသည် ကားများပါသည်တင်းရွယ်ဒီတက်ရောက်လာတော့လေနှွေရညူရပလီပလာတီတီတတာလောက်ရမှာမလို့ချင်တော့ဘူးဟူဆိုညီတပိုင်ကဲတို့တော့ရွယ်ကလေးရလာမှာမောင်မားတစုတဖန်ပြန်လဲဆုံစီမိကြရ။သူနှင့်ရုပ်ရှင်ကားတကားရိုက်ရန်ခွင့်ပေါ်လာပြန်သည် ွေကြီးရေညီနေတင်တော်မဲ့ဆက်လန်တဘောရှိတယ်အဲ့ဒါရုပ်ရှင်ရိုက်ချင်တယ်ရိုက်ပေါ်ကိုတင်အောင်ရဲ့ပြောနေရသေးလားအေးရိုက်တာဟုတ်တယ်ဒါပေမဲ့ညီပါဝင်ရမယ့်ခံကမင်းသားနဲ့တွေ့ရမှာမဟုတ်ဘူးဦးသိမ်းမောင်ကြီးနဲ့တွေ့ရလိမ့်မယ်အမေခန်းကပါရမှာမို့အမလီချွေကြည့်ကြအောင်ခုထပ်ထီနားမနေနိုင်သေးဘူးလားရှင်အမနေနဲ့ကုမ္ပဏီကိုသာပြောလိုက်ပါကျမရိုက်ပေးမယ်ဤသို့ဖြင့်မြချူတန်စကားကိုရိုက်ကူးနိုင်ခံပါ යි လိုအပ်ချက်ကလေးများကိုမရွှေကြည်ရာထိမ့်သိမ်းဆွေးငွင်ခေါ်ယူသွားနိုင်လိမ့်မည်ဟုကျွန်တော်ကတတိချယုံကြည်ထားပါရွှေကြည်နှုတ်ပညာစေတနာသည်မိမိတရားထူးချွန်ထုတ်ထွက်နေစေရန်ဆန္ဒမရှိမိမိနှင့်တွေ့ဖက်ပါဝင်ရသူကိုလည်းအပေးယူလောက်ကအထောက်ကူပြုပေးတတ်သည်နှစ်ပေါင်းများစွာဆက်သပင် ပြဆက်ရုပ်ရှင်တို့၌ကျင်လည်ခဲ့ရသူဖြစ်သောကြောင့်တရားဆောင်မှု၏လိုအပ်ချက်ဝဝတို့ကိုနှောကျင်အောင်သိရှိနာလည်နေပြီးဖြစ်ရာ ရုပ်ရှင်ဇာတ်ကားရက်ကူးတဲ့အခါတိုင်းသူနဲ့တွဲဖက်တရုပ်ဆောင်ရမည်ပညာရှင်ကိုဖေမာကူညီလေးရှိဤဒီမှာလဲသူ့အတွက်ပုံမပြေစုံကောင်းမွန်ပေသည်မိမိရအလွန်ကောင်းအောင်တရုပ်ဆောင်နိုင်တော့လဲတွဲဖက်ပါဝင်ရသူက မပိုင်မနိုင်ရင်းရင်းရိုင်းရိုင်းရှိနေလေထိုခန်းခန္ဓာသည်ညီညွတ်ချုံမွေသောတင်ပြမှုဖြစ်နိုင်မည်မဟုတ်ပါမြချူတန်ဇာကားတွင်ဥကြည်သေးနှင့်ချကြည်သေးနှင့်ဥသိမ်းမောင်တို့ကဲ့သို့အမှုပညာရှင်ကြီးများကိုမေး၍အလားပါဆုံးရည်သွေးကိုပြသနိုင်ခဲ့ပါသည်။ ဖွဖွားရွှေချင်းတကြည်ထင်းနဲ့ကျွန်တော်တို့ဝင်းဝင်းယုံတွင်ပျော်ရွှင်စွာပြဆက်များတင်ဆက်ကပြခဲ့တဲ့အချိန်ကပြင်ပမှပွဲလန်းသမင်အကူအညီမှုများကိုလည်းအတူတွဲဖက်ဆောင်ရွက်ခဲ့ရပါသည်ရန်ကုန်စင်းယုံကြီးရှင်းနိုင်ရှိသောစိန်ကျွန်းကွန်ပြီးယခု အထကနှင့်လာတာတွင်ចောင်းကဝဲများပြုလုပ်ခဲ့ရ။ចောင်းသူလေးများအားရာဇဝင်ဟာတာပြဇံအကအလှအခန်းကဏ္ဍများခွဲခြားရေးတင် जा ခဲ့ကြပါသည် ထို့စဉ်ခါကကျွန်တော်နေမရွှေကြည်တော့တင် जा ခဲ့ရသည်တပည့်ကြောင့်တို့ချုံမှာရကိုဆရာဝန်ကြီးចောင်းဆရာမကြီးအရာရှိမကြီးများဖြစ်နေကြပါပြီမရွှေကြည်တယောက်ကလည်းသူ့ချင်းနေနေသူထို့မှာကဝဲအတွက်ဆက်လက်တောင်းဝင်မြူနိုင်တော့ပါကျွန်တော်မမိုးရခုတက်တိုင်းဆက်ဆရာပြေမှုတော်ထမ်းနေရစေဖြစ်ပါသည်1998ခုဩဂုတ်လ31ရက်နေ့နံနက်ပိုင်းက အထကနှင်းလာတာအကြောင်းကပွဲခမ်းမာတွင်ကျောင်းသူလေးများအားတေးတေးဥပေါ်ကန်တိုက်ပင်ရသည်ထွက်ပေါ်လာသည့်တေဂီတာနှင့်အချိုးကျစွာကပြလေးခြင်းနေကြသောသမီးငယ်လေးတို့အားချင်းလွန်ခဲ့သည့်26နှစ်ခန်းကရွှေကျင်နှင့်ကျွန်တော်တို့ကြောင်းပါပြီကျောင်းသူလေးများအားတင်ကြလေးခြင်းပေးရပုံတို့ကိုအာရုံဝင်မိပါနေ့လယ်တနားရီလောက်ကျောင်းမှပြန်လာသည်စီယုံဝင်တွင်မှဖြစ်၍ရေပေါ်ဌာနလမ်းတော်ဘက်သို့အတွင် ရွှေကြည်ဤသမီးနှင့်သမက်ပြာဤပြာရဝင်လာကြသည်နှင့်ရင်ဆိုင်တွင်းနေဥလေလောက်ပါအောင်ဥလေရဲ့ဟဲ့မလာဝင်ဘာဖြစ်လို့တော့ကျမသာကြော်စင်ဦးចောင်းမှာပေါ်လုံးကရင်ခြေချိုးသွားလို့ဆေးရုံရောက်နေပြီဆိုတာနဲ့လိုက်ခဲ့ရတာအဖအကြီးလည်းအိမ်မှာတက်မလို့ချက်မလို့ဖြစ်ကြံရစ်ခဲ့တယ်ဟာဒုက္ခပါပဲလာလာရေးပေါ်ဌာနတွင်ဝင်ရောက်မေးမြန်းရသည်အခန်းနံပါတ်96ကိုပို့လိုက်ပြီးဆိုရေးလိုက်ကြရပြန်ចောင်းမှာတာဝန်ရှိပုဂ္ဂိုလ်တို့ကဂယုတဆိုင်ဆောင်ရှောက်ပြီး ဆရာဝန်ဆရာဆရာမများအားပြောဆိုထားပါကြောင်းယခုမကြာခင်မှာပင်ခွဲစိတ်ပင်ရန်စီစဉ်နေကြောင်းစီရွေပြောပါသည်မရွှေကြည်ဤမြေကျော်စင်ဦးမှာရွှင်လင်းလင်းပြည့်ကျနေသောဗာမီတုံစွတ်ကျဲလက်ပြက်နေထိခိုက်တံရရသောဒူးကောင်းတွင်ပတ်တီးစီဟာရင်ပေါ်၌ပလက်လန်ပြီးပြုံပြုံကြီးကျင်းနေလေသည်အမေဖြစ်သူကလည်းမျက်ရည်စားနေကတော့ကမျောလိုက်လာရသည်အဖွားဖြစ်သူကလည်းအိမ်မနေပြီးပူပန်ချင်းပြင်းစွာတော့ကဝေနာ ခံစားနေရသည် တရားရထားသောခြားတိတ်ကတော့အပြုံးမပြဲခံစားရချက်ပဲမဖြစ်စလောက်မို့လားဒါလည်းမဟုတ်နိုင်ဆဆုံးကဆရာပြောပေါ်ရာခွဲစိတ်ရန်ပင်ပြင်ဆင်မှုပြုနေကြောင်းသိရသည်ဘဝတို့မမေတို့ကသာ၎င်းပုံနေကြတာပါဗျာဘောကန်တဲ့ကောင်ပဲဒီလောက်တော့အပြော့ပါဟိုအိုက်တင်နဲ့ပြရေးပြောသလားမသိရပါဦးလေအိမ်ပြန်ရဲ့အမေစီတစ်စိမ့်လောက်ဖုံးဆက်ပေးပါအောင်အမေတိတ်စိတ်ပူနေလို့ပါအေးအေးဆက်လိုက်မယ် အိမ်ပြန်ရောက်တော့ကရွှေကြည်စီပုံစံလိုက်သူ့အတန်းတုံတုံရင်ရင်နဲ့ထွက်လာသည်ရွှေကြည်ငါပါဟာအခုတင့်အောင်ပါအခုတင့်အောင်ရင်ကျမကျမသူငိုချင်နေပါပြီသူ့ရဲ့တန်နေတန်တာစွဲငင်ကိုလိုရနေတဲ့အတွက်တယ်လီဖုန်းဖြင့်စကားပြောနေရတော့ကြောင့်သူမျက်နာမူရာကိုမမြင်ရတော့လေမိများလှတော့ကဝေနာတန်ကိုခန်းစားနေရပြီဖြစ်ကြောင်းသိလိုက်ပါသည်ညီမငါအခုပဲစီယုံကပြန်လာပြီးဖုန်းဆက်တာရှင် ဟုတ်ကဲ့ဟုတ်ကဲ့ဆေးရုံမှာကြော်စင်ဦးနဲ့တွေ့ပြီးပြီတိတ်ဖြစ်တာမဟုတ်ပါဘူးဘယ်ဘက်ဒူကောင်မှာနည်းနည်းပါးပါးသူ့တတိယရဲ့လားအခုတင်းအောင်ဟာနေ့မြင်ကရီမောလို့မလာဝင်လို့နေမြားလဲငါညီမတိတ်စိတ်ပူနေတယ်အချိုးချောင်းပြောပေးပါဆိုလို့အီတွင်သူ့မြင်နေသူတွေ့ကြုံရသည့်ပြဿနာများကိုခရီးရည်လို့ပြောပါလေတော့ဒီဒီမြင်းကလေးကိုစိတ်မချရေးဘောမကန်ဖို့ဆွမလို့ဖို့တွေ့ခရီးရှောင်မသွားဘူး မနာတဲ့ဆုံးမနေသေးကြကနားမထောင်ရေးစိတ်ဆင်းရဲရကြဘာကြောင့်ညာကြောင့်မဆုံးနိုင်တော့ကျွန်တော်မှသူ့စကားတမ်းများကိုတယ်လီဖုန်းမှကြားနေရပြီမျက်စိထဲတွင်ตาနှင်းလင်းကြပြများကပူမီတောက်လောင်နေရသူဝေရီဟီမီဖျားချင်းရဲ့အတွင်တန်းတရုပ်ဆောင်ခဲ့ပုံကို၎င်းသမီးလေးကကက်ကက်လာအောင်ပြန်လန်းရန်တွေ့ချင်းကြောင့်ငိုယိုလိုက်မောကတဲကွမ်တက်ပူပန်းခန်းစားရသူဖြစ်မြချူတန်တွင်တရုပ်ဆောင်ခဲ့ပုံကိုတို့ကို၎င်းညင်ရောင်နေ ယခုမတ်ရွှေကြီးကစတန်လုံးရဲ့တရုတ်ဆောင်နေခြင်းမဟုတ်တကယ်ဘဝတကယ်တန်ရောစင်မိတွေတညင်းကြီးတောက်လာပူပန်နေရခြင်းဖြစ်သည်ကဲပါဟဲ့ဒါတွေပြောမနေနဲ့ညင်းနေဖွာဆိုတာဒီလိုပဲကိုဟာဆိုရင်ကြီးလို့ပြောမိတာသူတို့ကနားကြီးစရာနားဖူးစရာလို့ထင်တတ်ကြတာပဲဒါပဲနော်တယ်လီဖုန်းကိုခွက်ပေါ်ပြန်ချလိုက်ပြီးမှနှိကနေတတိယလိုက်သည်အလိုလီငါနာမရွှေကြည်တရားဖွားဖွားဘွားတော်ရောက်နေပါပေါ်လား။ဟိုဘယ်ဘွားရရရွှေကြည်ရဲ့အမှုပညာကတော့ အစဉ်အမြဲမှုပြိုတင်လင်းလန်းဆန်းနေမှာသိကြပါတယ်လေဘိုးကလေးတင်အောင်နိုဝင်ဘာတရ98နားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပြီးကြပါအောင်နော်